ပန်းအောင်မြို့ခိုးထဲကနေဆွဲဆောင်မှုရှိတဲ့ပုံရိပ်တစ်ခုကလည်းပေါ်လာပါတယ်။လူမေရဲ့ဖြူဖွေးနေပြီးအပြင်းအဆာကင်းတဲ့အသားကြီးကယခုတော့ပန်းအောင်တန်းနေပြီးသူမရဲ့မျက်လုံးကလည်းတခါတရံရက်ဆက်တဲ့အကြည့်နဲ့တခါတရံမှာတော့တနာရကအကြည့်ကိုဖော်ပြနေပါတယ်။သူမရဲ့မျက်နှာအမူအရတော့သူမနာကျင်စွာနဲ့ရုန်းကန်နေရသလိုပဲဖြစ်နေပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးတောင်းဆိုချင်ပါတယ်။ယခုချိန်မှာလူမရဲ့မျိုးလုံးထဲကရဆက်မှုများအလုံးကတော့ပြောက်ကွက်သွားပြီးတနာရကားတွေကပြင်းထန်သွားပါတယ်။ သူမအလွန်လှပဆောင်နဲ့ပြုံးလိုက်ပြီးလေတဲကိုလူညိုးနဲ့ထိုးလိုက်ပါတယ်။ပဝင်းချင်းဟပိုင်းအောင်မြခိုးရဲ့အားလုံးကမြုံနိုင်လောင်းအမြန်နဲ့အမြန်တုံးနဲ့နေရာအနှံ့ကိုပြန့်နှံ့သွားပါတယ်။ပိုင်းအောင်မြခိုးရဲ့အားလုံးကတွန်လုံးချောက်ချစေရာပောက်ကွဲမှုတစ်ခုလိုအင်အားကြီးမားစွာနဲ့လှိုင်းတန့်ပိုးလိုပြန့်နှံ့သွားပါတယ်။မြခိုးပြန့်နှံ့မှုရဲ့အချိန်ထက်ဝလင်းကအဆောက်အုံများစွာပိုပြီးတော့မျက်စမ်းပါတယ်။မြတောင်တစ်ခန့်အတွင်းမှာပဲပဝင်းချင်းကီလိုမီတာထုံမုံများစွာပိုင်းအောင်ကဘာတစ်ခုလိုဖြစ်လာပါတယ်။တောင်တန်းတွေကလည်းပိုင်းအောင်မြခိုးများနဲ့ဖုံးလွှမ်းသွားကြအောင်အားလုံးကအိမ်မက်တစ်ခုလိုထင်ရှားစေပါတယ်။ ဝယ်လင်းကတော့လူမင်းနဲ့အရန်မွေးလာပါဘူးသူတို့နှစ်ယောက်ကပန်းမြခိုးရဲ့အလဲဖိုးမှာရှိနေကြပါတယ်အစားတော့ဝယ်လင်းကစိတ်ဝိညာဉ်ဆွမ်းအားနဲ့သူ့ရဲ့နယ်ပယ်ကိုအသက်သွင်းပြီးအသက်ရှူမှုရည်တန့်ထားမယ်ဆိုရင်ထိုမြခိုးခန္ဓာရည်ရှိမယ်လို့ထင်ပါတယ်သူကတဲ့သူကနောက်ဆုံးနေတော့ပန်းအောင်မြခိုးအနေငယ်ကဝယ်လင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါတယ်ပုံမှန်အားဖြင့်နေရာတစ်ခုကိုရှာတွေ့ပြီးတနားရီလောက်ကျင့်ကြံမယ်ဆိုရင်တော့လုံအောင်ထုတ်ပြစ်နိုင်မယ်ယခုကတော့ထိုကဲ့သို့အချိန်မရှိတော့ပါဘူးပန်းအောင်မြခိုးများဝင်လာတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ထဲကမြခိုးကတစိမ့်ကနေလွတ်မြောက်ပြီးခန္ဓာကိုယ်တစ်ချောင်းကိုလက်ပတ်သွားပါ ါတယ်ခန္ဓာကိုယ်အတွင်းပိုင်းနဲ့အပြင်ပိုင်းကမြူခိုးတွေကြောင့်ဝလင်းရပထမအဆုံးအချိန်ဖြစ်ထိန်းချုပ်မှုဆုံးရှုံးသွားပါတယ်ထောင်ချီမော်ပွန်ရင်အောင်ရက်စက်ကျင်နယ်ပယ်ကစိတ်ဝိညာဉ်အတင်းပြောင်းခြင်းအလေအဆင်းမှာရှိနေပါတယ်ထိုအရာအမှန်တကယ်တော့မော်ပွန်ရင်အောင်999ဦးသာရှိပြီးတခုချင်းစီကလူမရဲ့အတိတ်ဘဝတွေကိုကိုစားပြုပါတယ်ရှန်တာကိုခံရလူမရလည်းမော်ပွန်ရင်တခုဖြစ်ပဲရှိပါတယ် လူမိမထုတ်ကဲသူမှပုံရေး996ခုဟာရှိပြီးမှပုံရေး996ခုကိုတွေ့ကြုံခဲ့ရပါတယ်။သူမရဲ့နေပေကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်ကိုရောက်ဖို့အတွက်နောက်ထပ်တစ်ခုပဲလိုအပ်တော့တာပါ။ နောက်ဆုံးအဆင့်ကိုရောက်ရှိပြီးရင်ကုန်းငင်းပုံ၆ဆင်းနေတာလုံလောက်ရှိမဲ့ဆိုရင်အာနာတက်ချင်အဆင့်ကိုတက်ရောက်ဖို့အတွက်ရှင်ချင်းနဲ့တည်ချင်းရဲ့ဆန်တက်မှုကိုခံယူလို့ရပါပြီ။ထိုတဆင်းကတည်ဆုံးခြင်းဒါမဟုတ်အာနာတက်ချင်အဆင့်ကြီးညက်သူဖြစ်လာနိုင်ခြင်းပဲဖြစ်ပါတယ်။မေဂျီရဲ့ပေါ်လာမှုကလူမေအတွက်တော့ဆန်တက်မှုကြီးတစ်ခုပဲဖြစ်ပါတယ်။တတိယမြောက်ဘိုဘေးရဲ့ဝင်ရောက်စပတ်မှုသာမရှိဘူးဆိုရင်လူမေကသူမရဲ့ခန္ဓာကိုယ်တိမ်မိတ်ခံရပြီးကာမဂုဏ်တွေကိုပဲခံစားတတ်တဲ့ရုတ်တရုတ်တရုတ်ဖြစ်သွားနိုင်ပါတယ်။ ထို့ကြောင့်သူမရဲ့မြင်မှာဝန်လင်းကအရန်အောင်မှာရွန်စရာကောင်းပါလေတတိယဘိုးဘေးရဲ့မမျော်လင့်မဲ့ကူညီပေးမှုကြောင့်မေဂျီကလူမေနဲ့ပေါင်းစည်းဖို့ပြုတ်ကွဲသွားပြီးသူမရဲ့ဘဝကလည်းလူမေရဲ့တထောင်မြောက်မှော်ပုံရေးဖြစ်လာပါလေလောလောဆယ်တော့သူမရဲ့နေဘေးကဝန်လင်းရဲ့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအစောပိုင်းအဆင့်မှာပဲရှိသေးတဲ့တည်ချင်းချင်းချင်းနေဘေးထက်အစာပုံးများစွာမြင်မာတာကြောင့်ဝန်လင်းမကတော့ခုခွင့်နိုင်စွမ်းမရှိပါဘူးကီလိုမီတာထောင်ပုံးများစွာကိုဖုံးလွှမ်းထားတဲ့ပိုင်းရုံမြို့ခိုးတွေကလည်းဂျိုင်ဝမ်းစီကိုဖြည့်ဖြည့်ချင်းပြန်လည်စူးစီးလာပါတယ်ထို့ဖြစ်စဉ်ကနှစ်ရက်ကြာကြာမြင့်ပါတယ် ဂျိုင်ဝမ်ပြည်မှာမြခိုးအလုံးကလည်းပြန်လည်ရောက်ရှိလာပြီမဲ့ဂျိုင်ဝမ်ကိုယ်တိုင်ကတော့ပန်းရုံမြခိုးတွေနဲ့ဖုံးလွှမ်းနေစေပဲဖြစ်ပါတယ်မြခိုးတွေထဲကနေမိမတယောက်ရဲ့နာကျင်မှုနဲ့ပျော်ရွှင်မှုတွေရောနှောနေတဲ့အန်ချိတ်ထားတဲ့အတန်တွေကိုလည်းကြားနေရပါတယ် ထိုအတန်းတော့နတ်သမီးတစ်ပါးရဲ့တချင်းလိုပဲဘသူ့ကိုမဆိုနှလုံးခုန်လုံးနဲ့သွေးသားတွေကိုစူဝေးစေပါတယ်အထိန်ဘလောက်ကြာသွားလဲမသိပေမဲ့ပန်းရောင်မြခိုးတွေကတဖြည်းဖြည်းချင်းပြောက်ကွက်သွားပြီးရစ်ပလင်ဘေးမှာလှည့်ရောက်နေတဲ့မိမတယောက်ကိုပေါ်လင်းစေပါတယ်သူမရဲ့မျိုးလုံးထဲမှာတော့ကြည်လင်မှုများကတဖြည်းဖြည်းနဲ့ပြန်လည်ရောက်ရှိလာပါတယ်ရစ်ပလင်ကနေစွန့်ရိုက်လိုက်နေရထွက်ပေါ်နေရတယောက်ကတင်းနေရရှင်ပြောင်းချင်းနီးပညာနဲ့ထွက်သွားပြီဆိုတာကိုပြသနေပါတယ် ခနာကြမှာတော့ပန်းရုံမြခိုးတွေအလုံးကပြောက်ကွက်သွားပြီးဂျိုင်ဝမ်လည်းအရင်လိုပဲပြတ်ဖြစ်သွားပါတယ်မိမကတော့ဖျက်မွှန်းစွာနဲ့ထိုင်ပြီးလက်ကိုဆန်တန်းကသူမရဲ့တူလုံးအိတ်ကိုဆွဲယူလိုက်ပါတယ်အဖေရောအလင်းနဲ့တစ်ခုကလည်းလက်သွားပြီးအမျိုးသမီးရဲ့အဝိပလခန္ဓာကိုယ်ကအဖေရောဝိဆုံရဲ့အောက်မှာဖုံးကွက်သွားပါတယ်သူမကထားရက်ပြီးရစ်ပလင်ပေါ်ကအနီအောင်ခွက်တွေကိုကြည့်ကစဉ်းစားနေပါတယ် ထောင်ချီမှုပုံရေးရက်ဆက်ချင်တဲ့ဘဲရဲ့နောက်ဆုံးမှုပုံရေးကဒီလိုမှုပုံရေးမျိုးဖြစ်မယ်လို့ငါမယုံနိုင်ဘူးဒီမှုပုံရေးကပေါ်လာတဲ့ချိန်မှာဒီနေဘဲကထောင်ချီမှုပုံရေးကမ္ဘာကုန်နေဘဲအဖြစ်ပြောင်းလဲသွားတယ်ဒါဒီအားလုံးကမှုပုံရေးတစ်ခုလိုပဲဒါပေမဲ့တကယ်ကိုဖြစ်ခဲ့တာငါရဲ့ထောင်ချီမှုပုံရေးရက်ဆက်ချင်တဲ့ဘဲရဲ့နောက်ဆုံးမှုပုံရေးကိုဒီလိုနီးလန်းနဲ့ရရှိမယ်လို့တခါမှမထင်တော့ဘူးဆရာကဝန်လင်းရဲ့တောက်နှလုံးသားမှာငါရဲ့အမှတ်အသားကိုထားခဲ့ဖို့အတွက်ပြောခဲ့တယ် ဒါပေမဲ့ငါ့ရဲ့နောက်ဆုံးမှတ်ပွဲကြီးမှာသူ့ရဲ့အမှတ်အသားတစ်ခုကပေါဝင်နေလိမ့်မယ်လို့သူကတခါမှမထင်မိခဲ့ဘူး။လူမရလည်းမျက်ခုံးလေးကိုအတင်းကြုံနေပြီးဝေးလန်းတဲ့နေရာကိုကြည့်ကနောက်ဆုံးမှတော့တပြင်းကိုချလိုက်ပါတယ်။သူမရဲ့နှလုံးသားထဲကရှုပ်ထွေးမှုကခံစားချက်တွေရှိနေပြီးယခုချိန်မှာသူမရုတ်တရက်လမ်းပျောက်သွားတယ်လို့ခံစားလိုက်ရပါတယ်။မကြသေးခင်ကမှဖြစ်ပျက်ခဲ့တာအလုံးကသူမရဲ့မျောလင်းချက်တွေနဲ့လုံးဝကိုကွဲပြားနေပါတယ်။ဝလင်းရဲ့ခန္ဓာကိုယ်ကတော့ဟင်တပရာဂူဘိမ့်မဲ့ရဲ့အတွင်ပိုင်းကမြေရင်တစ်ခုမှပေါ်လာပါတယ်။သူကပေါ်လာပြီးနောက်အလုံးကိုရှုပ်ထွေးတဲ့အမူအရာနဲ့မိုးကြိုးများကိုချိန်မိသွားပါတယ်။ ပန်းရောင်မြခိုးတွေကဝင်းရဲနေတဲ့အချိန်သူကလည်းအိမ်မက်ထဲကိုရောက်နေတယ်လို့ခန်းစားနေရပါတယ်။ဒိုးရတဲ့ပန်းရောင်မြခိုးများပျောက်ကွက်သွားတဲ့အချိန်မှာတော့သူ့အောက်မှာရှိတဲ့အမျိုးသမီးတယောက်ကိုမြင်လိုက်ရပါတယ်။ထိုအချိန်မှာသူမအတွက်သူ့ရဲ့နှလုံးသားကနာကျင်သွားပါတယ်။အခုငါမှလုံးစရာတွေရရှိသေးတယ်။ဒါကြောင့်လူမီနဲ့ကိစ္စကိုခဏထားရမယ်။စဉ်းစားနေရင်လည်းအသုံးမဝင်ဘူး။ဝလင်းကတပင်းကိုချပြီးမြခုံးတစ်ခုချောက်ထိလိုက်ပါတယ်။ထိုနေရာကတော့ကောင်းကင်ကိုဆန်းကျင်ချင်းဗရေးစစ်ရှိတဲ့နေရာပါ။ လီမွေဒရီတာဝန်ကြီးဟာကောင်းကင်ဘုံဆန်းတဲ့ဘရေးဇီးရဲ့အတွင်းမှာဖြည်းဖြည်းချင်းပြန်လည်ကောင်းမွန်လာနေပြီးတနေ့မှသူမကနိုးလာပါလိမ့်မယ်။ဝယ်လင်းကလည်းခဏတာစဉ်းစားပြီးနောက်ပျောက်ကွက်သွားကအဝေးကိုအမြန်ပဲထွက်သွားပါလိမ့်။ဟင်ဒါပရာဂူဘိမန်ရဲ့အတွင်းပိုင်းကလည်းစစ်ထူနန်ပြပြခဲတာနဲ့မတူညီပါဘူး။စစ်ထူနန်ဟင်ဒါပရာဂူဘိမန်ရဲ့အတွင်းပိုင်းကကြီးမားခြင်းမရှိဘဲအလဲဘူမှာတောင်တလုံးဝရှိတယ်လို့ပြောခဲ့ပါတယ်။ပထမမျိုးစံဟင်ဒါပရာဟင်ဒါပရာရဇေးရဲ့တောက်ကိုတောင်ပါထားခဲ့ပြီးထိုနေရာမှာသူ့ရဲ့အလောင်းကိုထားရှိခဲ့ပါတယ်။ဟင်ဒါပရာတိုင်းကလည်းဟင်ဒါပရာရဇေးရဲ့အမွေအနှစ်ကိုရရှိဖို့အတွက် ထိုနေရာမှာလာပေါင်းများစွာကျဉ်းကျခဲ့ကြပါတယ်ဝန်လင်းရဲ့နှဖျန်းအုပ်ကပြန့်နှက်သွားပြီးပုံဝင်ချင်းတို့ခုလုံးကိုဖျန့်ချလိုက်ပါတယ်ထိုနေရာကိုဝန်လင်းရဲ့နှဖျန်းအုပ်နဲ့ဖုံးလွှမ်းဖို့အတွက်အရန်အုံမှကြီးမားပြီမဲ့သူကအင်အားကြီးတဲ့တရှိနေခြင်းအများပြားကိုလည်းသိရှိလိုက်ပါတယ်ထိုတရှိနေခြင်းတွေကလည်းဝန်လင်းကိုသတိထားမိတဲ့အခါသူတို့ရဲ့အချိန်ဝါများကိုအပြေးအဝါထုတ်လုပ်လိုက်ကြပါတယ်ထိုရာသူ့ကိုစော်ပင်းနေတယ်လို့ပဲဖြစ်ပါတယ်။ဝလင်းရဲ့နှလုံးသားကလည်းတုံ့လုံးသွားပါတယ်။ထိုတရှိနေခြင်းအလုံးကဝိညာဉ်အပိုင်းစားတွေနဲ့ဖဲစည်းထားတဲ့တက်ရှိပုံစံတွေပဲဖြစ်ပါတယ်။ အတွင်းပိုင်းမှာထုတ်ကဲ့သို့တက်ရှိပုံစံတွေကပုံများတာတွေမကပဲအပြင်ဘက်အထက်ပိုပြီးတော့လည်းအဆွမ်းရှိကြပါတယ်ဝင်လင်းရဲ့မျိုးလုံးများလည်းတော့ပေါက်သွားပြီးဥတ္တရာတစ်ခုရွေးချက်ကထိုဘက်ကိုအမြန်ပဲပြန်တန်းသွားပါတယ်သူ့ရဲ့ပမောင်ဆုံးယူမန်ချက်ကတော့ထိုနေရာရဲ့အလဲပုံမှာရှိတဲ့လူယူဆရတဲ့တောင်းရှောက်ဖေးဖို့ပါသူ့မှာအချိန်အများကြီးကမကြံတော့ဘူးဆိုတာသူကသိပါတယ်ကျင့်ကြံချင်းဂျိုဒလင်းကျောင်းကကွဲသွားမယ်ဆိုရင်စစ်ထူနန်ပေးခဲ့တဲ့နီလန်းကိုသူကတောင်းရပါလိမ့်မယ်ထိုကျင့်ကြံချင်းဂျိုဒလင်းကျောင်းကအရန်အောင်မှရက်ဆက်ပါတယ်ထိုရာအဆင့်ချောက်ကျင့်ကြံရေးနိုင်ငံတွေကို ကျင်းကျန်းမှုမှာမိဖဲရပေးရတဲ့အတိုင်းစားမရှိစွာပဲဖြစ်ပါတယ်။ကျင်းကျန်းသူတွေကအနာတချင်အဆင့်ကိုရောက်ရှိပြီးသူတို့ရဲ့ကိုယ်ပိုင်တောက်ကိုရှာဖွေဖို့ကြိုးစားပြီးတဲ့နောက်ကျင်းကျန်းချင်းဂျိုကဘာတလင်းကြောင်းကနေသူတို့ရဲ့ဝိညာဉ်ပိုင်းဆောက်ကိုပြန်လည်ရယူဖို့အတွက်အခွင့်အရေးရလာနိုင်ပါတယ်။ဒိုဝါရင်ဟင်းသားဗရိုက်ထဲမှာဘသူကမှသူတို့ရဲ့ဝိညာဉ်ပိုင်းဆောက်ကိုပြန်မြူနိုင်ခဲ့ပါဘူး။ တို့ကပြောင်းယူမယ်ဆိုရင်လည်းဟင်္ဒဗရာတစိုက်ကိုအသုံးပြုနိုင်စွာဆုံးရှုံးသွားပြီးတနည်းအားဖြင့်ဟင်္ဒဗရာဘွဲကိုလည်းဆုံးရှုံးရပါလိမ့်မယ်။အာနာတက်ချင်အဆင့်ကျင့်ကြံသူတိုင်းအောင်မြင်တာမဟုတ်ဘူး။အောင်မြင်မှုတော့90ရာခိုင်နှုန်းပဲရှိတယ်။အာနာတက်ချင်အဆင့်ရဲ့အထောက်အကူရောက်မှသာဒါမဟုတ်အဆင့်ကကျင့်ကြံရေးနိုင်ငံအဆင့်ထောက်တလန်းမှဝဉည့်ပိုင်းဆောက်ကိုပြောင်းယူလို့ရမှာ။ရွမ်ချွေစီကသူ့ရဲ့ဝဉည့်ပိုင်းဆောက်ကိုပြောင်းမရခဲ့ဘူး။အမှန်တော့ဟင်္ဒဗရာနိုင်ငံကိုရောက်တော့တည်းကဘသူကမှသူ့ရဲ့ဝဉည့်ပိုင်းဆောက်ကိုပြောင်းမရကြဘူး။ ဒါကလေစစ်ထူနန်ရဲ့ဒစိမ့်နဲ့အများကြီးကိုတက်ဆိုင်နေကျင်းတန့်ချင်ဂျိုကိုပါတလင်ကြောက်ဒစိမ့်ကအနာဂတ်ဟင်းသားဗရာရီဂျိုထိန်ချုပ်တော်ကိုတားဆီးပြင်မဲ့အာနာတက်ချင်အဆင့်ကိုရောက်ရင်ဘသူကမှသူတို့ရဲ့ဝိညာဉ်ပိုင်းဆောက်ကိုပြန်မရအောင်လဲတားဆီးထားတယ်ပူအားကောင်းတဲ့ကျင်းကြံရေဂျိုတွေမှာအဆင့်ခုနှစ်ဒါမဟုတ်အဆင့်ရှိကျင်းကြံရေနိုင်ငံတွေထိန်ချုပ်တဲ့ဂျိုတွေလိုမျိုးမှာအစင်း၆ကျင်းကျဲ့ရင်ဂျုံနဲ့ရှင်နိုင်လောက်တဲ့အစွမ်းထက်တဲ့ဂိုင်းနေရာရှိတယ်။အဲ့လိုဂိုင်းနေရာကျင်းကျဲ့ချင်းဂျိုတလင်းကြောက်ကိုရှောင်ရှားနိုင်တဲ့နီလန်းတွေကိုရှောက်ဖွေတွေ့ရှိခဲ့တယ်။အဲ့လိုမဟုတ်ဘူးဆိုရင်ကျင်းကျဲ့ချင်းမာမိတ်ဖက်အတွင်းမှာပနီပခါတွေရှိမှာမဟုတ်ဘူး။ ယခုချိန်မှာလီဟန်နယ်ထဲကဝေးလန်တွေဂျိုကြီးတို့ခုမှဒါအလင်းအများကြီးကကောင်းဝင်တလျှောက်တွေပြန်တန်းနေကြပါတယ်။ထိုလူတွေကတိုက်ခိုက်နေကြတာမဟုတ်ပဲတနေရာထဲကိုအပြေးလွှားနေတွားနေကြတာဖြစ်ပါတယ်။ထိုဂျိုကတော့အရန်အောင်ကြီးပါတယ်။ဟင်းသားပရာဂျိုထက်အစာပုံများစွာပိုပြီးတော့ကြီးပါတယ်။ထိုကဲ့သို့ကြီးမားတဲ့ဂျိုမှာတမန်လူတွေပုံများမှသဘောကျပါတယ်။ ဂျုံငယ်၅ခုအားထိုဂျိုကြီးကိုလက်ပတ်နေပါတယ်ဂျိုတို့ခုချင်းစီမှာလည်းကျင့်ကြံသူအရေးအတွက်မေးမတွက်နိုင်အောင်နေထိုင်ကြပါတယ်ပို့ပြီးတော့ဝေးတဲ့နေရာမှာတော့အစွမ်းထက်တဲ့ဖယ်စည်းပုံနဲ့ကာဝယ်ထားတဲ့ပို့ပြီးတော့တင်းငယ်တဲ့ဂျိုတွေကလည်းရှိနေပါသေးတယ်အကြီးဆုံးဂျိုရဲ့အလဲပုံမှာရှိတဲ့ဂျိုကတော့ထိုင်ရန်ဂျိုပါဂျုံငယ်၅ခုကတော့ထိုင်ရန်ဂျိုရဲ့ထင်ထုံမှုအောက်မှာရှိနေပါတယ်ထိုင်ရန်ဂျိုကတော့အစင်ခွနဲ့ကျင့်ကြံရင်ဂျိုပါပို့ပြီးတော့တင်းငယ်တဲ့ဂျိုတွေကတော့အလွန်အစွမ်းထက်တဲ့ကျင့်ကြံသူတွေရဲ့ကိုပိုင်ဂျိုတွေပါကိုယ်တိုင်ဖိကြားခံရမှသာဝင်ခွင့်ရှိပါတယ် ဟင်းသာပရာဂျိုကထိုဂျုံနဲ့ရှင်မယ်ဆိုရင်အရန်ဟိုမှာတင်းခဲ့လို့မရင်ထိုင်ဝမ်ဂျိုမှာဂိုင်းပေါင်းများစွာရှိပေမဲ့အထင်ရှားဆုံးကတော့ကောင်းကင်ကန်ဂျမာဂိုင်းပါကောင်းကင်ကန်ဂျမာဂိုင်းကဘဝမှာအရာအလုံးကကန်ဂျမာပေါ်မူတည်တယ်လို့ဆိုလိုပါတယ်အရာအလုံးကိုကျွတ်နေတတ်မှတ်ပြီးသားမလို့အတင်းကျပ်လို့လို့မရသလိုရှောင်လဲလို့လည်းမရပါဘူးထိုမိတ်ကသူတို့တာလွန်ကောင်းမွန်တဲ့ခန်းစားချက်ကိုပေးဆွမ်းပါတယ်ထိုမိတ်ကိုချမှတ်ခဲ့တဲ့လူကတော့ထိုင်ဝမ်ဂျိုဘောကလူများလေးစားရတဲ့ပုံကိုတူဦးပါသူ့နာမည်ကတော့အလုံးစုံမင်းသူရှစ်ဖြစ်ဟောသူပါ ယခုချိန်မှာအလုံးစုံမင်းသူရှစ်ပြဟောသူကသူ့ရဲ့ပိတ်ထားတဲ့တက္ကနဝကနေကျင့်ကြံနေရမှာမျိုးလုံးကိုဖိလိုက်ပါတယ်။သူ့ရဲ့မျက်နှာမှာတော့နူးမြတ်တိမ်မွေတဲ့အမူအရာရှိနေပြီးဇပင်များကလည်းဖြူနေမဲ့အသက်ကြီးတဲ့ပုံတော်မပေါ်ပါဘူး။သူ့ကိုတာလွန်ကောင်းမှုနဲ့ခန်းစားချက်ကိုလည်းပြစွမ်းပါတယ်။သူ့ရဲ့တောက်ပါတဲ့မျိုးလုံးတွေဟာလူငယ်အများစုရဲ့မျိုးလုံးတွေထက်စွမ်းရည်ပိုပြီးတော့ပြေးဝနေတာကိုပြသနေပါတယ်။သူ့စီမှာတည်ခြင်းရဲ့အရင်းအောင်ဟာလုံးဝမရှိပါဘူး။အဆုံးမအသက်ဝင်ခြင်းများနဲ့သာပြင်းထန်နေပါတယ်။သူယခုရှိနေတာကောင်းကင်ကညမာခိုင်းရဲ့ ကောင်းကင်ကညမာဇေဒီမှာပါယခုထိုင်မှာသူ့ရဲ့မျက်လုံးနှလုံးကလှုပ်ဝက်ဆန်းကျတဲ့အလင်းတန်မြောက်ကိုဖော်ပြနေပြီးတူတူလေးရေဦးလိုက်ပါတယ်ငါမိတ်ဆွေဟောင်းတယောက်စီကိုတွက်လေတုန်းကပြက်စီးနေတဲ့ကျင့်ကြံရေးဂျိုးတစ်ခုကိုဖြတ်သွားတော့ကောင်လေးတယောက်ကိုငါတွေ့ခဲ့တယ်အိုက်ကောင်လေးကစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကိုရောက်ဖို့ပြက်လည်ဝင်စားခြင်းတန်တရားရဲ့တေခြင်းနဲ့ရှင်ခြင်းနဲ့ပဲကိုနားလည်နိုင်ခဲ့တယ်လူအများစုကတော့ဒါကိုမလုံးနိုင်ဘူးဒါကြောင့်သူ့ရဲ့ကျင့်ကြံမှုကအားနည်းနေတာကိုတွေ့တော့ငါသူ့ကိုအရေးမြုပ်ပေးခဲ့ပြီးနှစ်တရာအတွင်းငါရဲ့ဂုံဆောင်တပည့်အဖြစ်လက်ခံမယ်လို့ပြောခဲ့တယ် ဒီနေ့ငါ့မှာရုတ်တရက်ခံစားချက်တစ်ခုဟာရှိလာတယ်။အိုက်ကောင်လေးကမကြခင်ရောက်လာတော့မယ်လို့ငါကယုံကြည်တယ်။ तू ကအခုဘယ်ကျင့်ကြံမှုအဆင့်မှာရှိနေမလဲတော့ငါမသိဘူး။ဒါပေမဲ့ तू ကဒီကိုရောက်လာနိုင်ရင် तू ပဲကျင့်ကြံမှုအဆင့်ဟာစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းနှောင်းပိုင်းအဆင့်မဟုတ်ဘူးဆိုရင်တော့ငါကရန်ကိုစစ်ပြရလိမ့်မယ်။ရှေ့ပြဟောသူကခေါင်းခိုင်ပြီးမျိုးလုံးပြန်မိလိုက်ပါလိမ့်။ဟင်းသားဗရာကဂူဘိမတ်ထဲမှာဝယ်လင်းကအရှိန်ုံလျှော့ပြီး तू ရဲ့နှဖျားအယုံကိုအရင်အထက်ပို့သေးတဲ့အတိုင်းတားမှာထိန်းထားလိုက်ပါလိမ့်။အနီးနားမှာရှိတဲ့တက်ရှိတွေကလည်းရန်ကိုများလုံးပါတယ်။ အထက်ရလူအတော်များကိုဝန်လင်းကဝိညာဉ်ဆက်တန်းလှောင်မတုံးဆိုရင်ဆိုင်မှုအတွက်ခက်ခဲပါလိမ့်မယ်။သူကအလွန်သတိထားပြီးတော့ရွေလျားနေပါတယ်။အန်နီယာတခုခုတိရှိရနဲ့ချက်ချင်းပဲလမ်းကြောင်းပြောင်းပြီးရှောင်းသွားပါတယ်။ထိုရသူ့ရဲ့ခရီးကိုအများကြီးနှောင့်နှေးစေခဲ့ပါတယ်။ထိုနေ့မှဝန်လင်းရဲ့ရှေ့မှာပေါ်လာတာကကောင်းဝင်ထီအောင်ထိုးထွက်နေတဲ့တောင်နှလုံးပေါင်း ောင်နှလုံးကြားလန်ကလေးရလည်းအဆုံးမရှိသလိုတောင်တွင်းနနက်ထီးကိုဥတည်နေပါတယ်တောင်နှလုံးလုံးစိမ့်လန်းဆူပြင်းနေတဲ့တောတောင်များဝင်းရထားပါတယ်ဝယ်လင်းကတော့တောင်ချီမှာရဲနေခဏစဉ်းစားပြီးမျိုးလုံးများတောပလာပါတယ်တင်းညာရဲ့အထွေပိုင်းမှာရက်အနေငယ်ကြာနေပါပြီသူရဲ့တွေ့ချက်မှုရဆိုရင်ထုံနေရာရဲ့အလဲဖို့ထိုလန်းအနေနဲ့တစဉ်ဖြတ်သွားမှာပါ ဒါပေမဲ့လည်းလမ်းတစ်လျှောက်မှာအလဲဘုံနဲ့နီကက်လာလေးလေးထိုတက်ရှိတွေကပုံများလာလေးဖြစ်တာကိုဝယ်လင်းကတီးတောက်ကိုခန်းစားမိလာပါတယ်အချို့အင်အားကြီးတဲ့တက်ရှိတွေကတော့ဝယ်လင်းမတိုက်ခိုက်နိုင်တဲ့အရာတွေပဲဖြစ်ပါတယ်ခဏစဉ်းစားပြီးနောက်ဝယ်လင်းကတော်တော်လုံးကြားလမ်းပေါ်လေးကိုလမ်းလျှောက်လာပါတယ် သူ့ရဲ့ခြေလမ်းတိုင်းကအလွန်ထိထားနေပြီးပုံဝင်ကျင့်ကိုအစမပြတ်စောင့်ကြည့်နေပါတယ်ထိုတက်ရှိတွေကပုံတရံအမျိုးမျိုးယူနေကြကြောင့်ကနာဒါမြပင်ပေါ်စာမီယုံနဲ့အလင်းငိုက်ခံရနိုင်ပါတယ်လန်လျှောင်းမှဝိုင်လင်းကချင်းမြောင်းနဲ့လမ်းရဲ့တစ်ဖက်တစ်ချက်စီမှာရှိတဲ့တောင်လုံးရဲ့မျက်နှာပြင်ကိုကြည့်နေပါတယ်ချောင်းမွေးရဲ့တောင်မျက်နှာပြင်ပေါ်မှာရေဆူတဲ့အဆက်ပြောက်များတွေရာရှိနေပြီးတခါတရံတောင်ဘက်ကနေရေတွေရကျဆင်းလာတတ်ပါတယ်မီတာအနည်းငယ်လျှောက်ပြီးနောက်ဝင်လင်းရဲ့မျက်နှာမူအားပြောင်းလဲသွားပြီးတခုခုကမှားရင်းနေရဆိုတာသဘောပေါက်လာပါတယ်။သူကတောင်းနေရတဲ့ကိုဂယူဒီဆိုင်နဲ့ကြည့်ပြီး မျိုးလုံးများလည်းတောက်ပါလာပါတယ်ဒီနေရာရာသီဥတုတစ်ချောင်းလုံးရေဆိုးနေတောင်ပေါ်မှာမျက်ပင်တွေပေါက်နေရမယ်ဒီနေရာကကြံတဲ့နေရာတွေလိုအပင်ချုံနဲ့ဆင်တူတယ်ဒါပေမဲ့ဒီနေရာကမကြသေးခင်ကမှရေဆိုးထားတယ်လို့ပဲဝန်လင်းရဲ့ညာလက်ကတောင်တလုံးရဲ့မျက်နှာပြင်ကိုညှို့ပြီးသူ့ရဲ့လက်ချောင်းကချက်ချင်းပဲတောင်ထဲကိုတူးဆပြီးတလမလောက်အနက်ရှိတဲ့အပေါက်တစ်ခုကဖြစ်ပေါ်လာပါတယ်အပေါ်ရဲ့အပင်ဘက်လမတဝက်ကရေဆုံနေပေမဲ့အတွင်းဘက်လမတဝက်ကတော့၆သွင်းနေပါတယ်။တွေ့ရင်ချင်းမရှိပဲဝန်လင်းကလည်းအမြန်ပဲဆုတ်ခွာသွားပါတယ်။ ျက်စိတမိတ်အတွင်းမှာပဲသူကလမ်းလေးကနေထွက်သွားပြီးသူထွက်သွားတဲ့တောင်နေရံပေါ်ကရေဒီယာလှုပ်ရှားလာပါတယ်ရေဒီယာနေရံကနေထွက်လာပြီးကြည်လင်တဲ့ရေစက်တွေကလည်းလမ်းကလေးရဲ့အပေါ်မှာပေါ်လာပါတယ်ထိုးရများမေးမတွက်နိုင်တဲ့ရေစက်တွေပါအနည်းဆုံးတော့တောင်းနဲ့ချီပြီးတစက်ချင်းစီကလည်းဝင်းညက်ပိုက်စားတစ်ခုကိုစားပြုပါတယ်ထိုးရေစက်တွေကလူပုံတရံအဖြစ်စူးစီးလာပါတယ်ရေဒီယာလည်းထူးဆန်းတဲ့ပုံစံနဲ့ရွေလျားပြီးအမျိုးသမီးတယောက်ရဲ့ပုံတရံဖြစ်လာပါတယ်အမျိုးသမီးကတော့ပုံမှန်ပုံမဲ့ပေါက်နေပေမဲ့ထူးဆန်းတဲ့အမှုတတ်တစ်ခုကိုသူမကထုတ်လုပ်နေပါတယ် သူမကပေါ်လာပြီးနောက်ဝယ်လင်းကိုအစ်ဆစွန်နဲ့စိုက်ကြည့်ပြီးမင်းကအထဲကိုဝင်လို့မရဘူး။သူမကဖြည်းဖြည်းချင်းပြောလာပါတယ်။ဝယ်လင်းကတော့ဖြည်းဖြည်းချင်းဆုတ်ခတ်သွားပါတယ်။သူ့ရဲ့ဘွားမှာမပတ်သက်ချင်းဆုံးတက်ရှိတမျိုးကရင်းနဲ့ဖက်စီထားတဲ့တက်ရှိပါ။ထိုမျိုးစားကကင်တွေရအခက်ဆုံးတက်ရှိပါပဲ။ သူရှိရအမျိုးသမီးရစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအစဉ်ကျင့်ကြံသူတယောက်လောက်ပဲအစွမ်းထမ်းမိမယ်သူတို့တော့ကန်တွေရခက်ခဲနေဦးမှာပဲဖြစ်ပါလေရေဆိုတာစုဝေးပြီးပြန့်ကျဲသွားနိုင်တဲ့အရာတစ်ခုပါသူကတစိမ့်ခန့်နိုင်ပေမဲ့လည်းအရာအလုံးကိုရဖို့ကအလွန်ခက်ခဲပါတယ်ရန်အနေနဲ့အကြာဝန်လင်းကရေကိုအခြေခံတဲ့တက်ရှိတစ်ကောင်နဲ့တွဲဆောင်ခဲ့ပြီးနောက်ဆုံးမှတော့လက်လျှော့ပြီးတော့ရှောက်ကွင်းသွားခဲ့ရပါတယ်ထို့ကြောင့်ရေဟိုအခြေခံတဲ့တရှိတကောင်ရှိနိုင်ခြေကိုသတိထားမိတာနဲ့တွေ့နေချင်းမရှိပဲဆုတ်ခွာသွားခဲ့တာပါ သူကဆုတ်ခွသွားနဲ့သူ့ရဲ့လက်ဖက်အယုံကိုဖျက်ချက်ပြီးလမ်းအနှွဲတွေကိုစစ်ဆေးလိုက်ပါတယ်။အရင်ကမလိုအပ်ဘဲဒုက္ခမဖြစ်အောင်သူ့ရဲ့လက်ဖက်အယုံကိုတိတ်ပြီးတော့မဖျက်ချက်ခဲ့ရင်ပဲယခုတော့တက်ရှိတွေကပေါ်လာပြီဆိုတော့တူဝင်နေချင်းမရှိပဲဖျက်ချက်လိုက်တာနဲ့အံ့ဩသွားပါတယ်။တောင်လဲနဲ့ဆိုင်မှာလူတယောက်ကိုသူကတွေ့လိုက်ရပါတယ်။ထိုရာသူတီးတဲ့လူတယောက်ပါ။ထိုလူကရေတက်ရှိတစ်ခုနဲ့တိုက်ခိုက်နေပြီးအသာစီးရနေပါတယ်။တို့ရတဲ့ထိုလူကတိုက်ခိုက်နေတဲ့ရေတက်ရှိကိုမြင်တော့သူနဲ့ယင်းနည်းတလို့ခန်းစားနေရပါတယ်။ထိုခန်းစားချက်တိတ်ပြီးတော့မပြေထွက်မိမဲ့ရှိနေပါတယ်။ ဝန်လင်းရဲ့နှလုံးသားကလည်းတလုံးသွားပြီးဆုတ်ခွာသွားပါတယ်။ရေနဲ့ဖယ်စည်းထားတဲ့အမျိုးသမီးကဝန်လင်းဆုတ်ခွာသွားတာကိုမြင်တော့တောင်ထဲကိုအမြဲပဲပြန်ဝင်သွားပါတယ်။ဝန်လင်းကလည်းတောင်ရဲ့ပြင်ပမှာရက်ပြီးစဉ်းစားနေပါတယ်။တခုခုကမှားနေတယ်။အဲ့ဒီရေတက်ရှိကဘာလို့ဒီလိုခန်းစားချက်မျိုးပေးနေရလဲ။ငါရေဝင်းညင်အရင်မြင်မရှိတာကြောင့်ငါရေဝင်းညင်ပိုင်းစားရေတက်ရှိထဲမှာရှိနေလို့မရဘူး။ဒါကတကယ်ကိုထူးဆန်းတယ်။ဝန်လင်းကမြုံကြောလိုက်ပါတယ်။သူကခဏရက်နေပြီးလက်ထွက်သွားတော့မဲ့အချိန်မှာပဲမျက်နှာအမူအရရုပ်တရက်ပြောင်းလဲသွားပြီးလက်ကြည့်လိုက်ပါတယ်။ရင်ဘတ်ထဲမှာလည်းရုပ်တရက်နာကျင်မှုခန်းစားလိုက်ရပါတယ်။ သူ့ရဲ့ရင်ထဲမှာဝိညာဉ်အပိုင်းစားတစ်ခုကသူ့ကိုအကူအညီတောင်းနေသလိုပဲဖြစ်နေပါတယ်ဝမ်ဝမ်လင်းကလည်းလန့်သွားပြီးနားလေသွားပါတယ်ဝမ်ကတော့ကောင်းကင်ဘုံပရိသေထဲမှာရှိနေပြီးကောင်းကင်ဘုံပရိသေထဲမှာသူ့ရဲ့ဝိညာဉ်ကလည်းရှိနေပါတယ်ထို့ကြောင့်ဝမ်ရဲ့ဝိညာဉ်အပိုင်းစားကိုသူကသိရှိနိုင်တာပါဝမ်လင်းရဲ့မျက်လုံးများလည်းအိပ်ဆက်သွားပါတယ် ဒီတစ်ခေါက်မှာတော့တောင်ရဲ့နေရှင်သုံးနေရာကိုသူကတွန်းဆုံနေခြင်းမရှိဘဲအမြန်မဲ့ပြန်တန်းသွားပါတယ်။လမ်းထဲကိုဝင်ချင်းအရင်ကသူ့ကိုတားဆီးခဲ့တဲ့မိမားကပြန်ပေါ်လာပြီးသူ့ကိုပြန်ပြီးတော့တားဆီးလိုက်ပါတယ်။သူမကညာလုံးကိုဖျောက်ပြီးလက်ကိုပြန်လိုက်ပါတယ်။မကြာခင်မှာပဲရေစက်ရဲ့အများကြီးကလမ်းပေါ်မှာပြင်းထန်သွားပါတယ်။ဝက်လင်းရဲ့မျက်လုံးကလည်းအိပ်စက်သွားပါတယ်။ဘာမှပြောပဲသူကကောင်းကင်ဘုံထားကိုထုတ်ယူလိုက်ပြီးအရှိန်မလျှော့ပဲရှေ့ကိုပြစ်လိုက်ပါတယ်။ ပြီးတော့သူ့ရဲ့ဘယ်လန်းနဲ့မျက်ခုံးနှစ်ခုချောင်းကိုထောက်လိုက်ပါတယ်။ဝယ်လင်းရဲ့ခန္ဓာကိုယ်ကလည်းတောင်းရင်သွားပြီးမူလာဝိညာဉ်ကခန္ဓာကိုယ်ကနေထွက်လာပါတယ်။ယခုသူ့ရဲ့မူလာဝိညာဉ်ကပေတရာကျော်မြင့်ပါတယ်။ချက်ချင်းပဲကုန်းကင်မုန်သားကိုလိုက်မိပြီးရှစ်ကိုဆက်တိုးသွားပါတယ်။မျက်စိတမိတ်အတွင်းမှာပဲဝယ်လင်းရဲ့မူလာဝိညာဉ်ကမိမရဲ့ခန္ဓာကိုယ်ကိုဖျက်ပြီးကုန်းကင်မုန်သားကလည်းသူမရဲ့ခန္ဓာကိုယ်ကိုထိုးပေါက်သွားပါတယ်။အမျိုးသမီးကတော့ဝန်းနေစွန်နဲ့ညှိတွားလိုက်ရပြီးသူမရဲ့ခန္ဓာကိုယ်ဖြစ်တဲ့ဝိညာဉ်ပိုင်းစားတွေကလည်းပြုတ်ကွဲပျက်စီးသွားပါတယ်။ဒူဝါရင်ဝယ်လင်းရဲ့မူလာဝိညာဉ်ကတော့သူမရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေနေပါပြီ။ ွဲဦးမလားဝိညာဉ်ဟာတစ်ခုကနေနှစ်ခုနှစ်ခုကနေလေးခုလေးခုကနေစသဖြင့်အပိုင်းပေါင်းများစွာဖြင့်ကွဲသွားပြီးဝိညာဉ်ရဲ့ပိုင်းစတိုင်းစီကိုဝင်ရောက်သွားပါတယ် တစ်ချိန်တည်းမှာပဲဝန်လင်းရဲ့မူလဝိညာဉ်ကနေအော်တန်တစ်ခုကထွက်ပေါ်လာပါတယ်။ဒစိတ်ခတ်ချက်ချင်းပဲဝန်လင်းရဲ့မူလဝိညာဉ်ကနေအတားအဆီးများစွာပေါ်လာပြီးဝိညာဉ်ရဲ့အပိုင်းစတိုင်းကိုဒစိတ်ခတ်လိုက်ပါတယ်။ပြီးတော့သူ့ရဲ့မူလဝိညာဉ်ကပြန်လည်ပေါင်းစည်းပြီးလမ်းအတိုင်းဆက်ပြတ်နေတဲ့သူ့ရဲ့ခန္ဓာကိုယ်စီကိုအချိန်နဲ့ပြတ်တန်းသွားပါတယ်။ဝန်လင်းရဲ့မူလဝိညာဉ်ကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုပြောင်းလာတော့သူ့ရဲ့မျိုးလုံးများလေးလံသွားပါတယ်။သူ့ရဲ့လက်ကလည်းဆန့်ထွက်ပြီးကောင်းကင်ဘုံသားကလည်းသူ့ရဲ့လက်ထဲကိုပြောင်းလာပါတယ်။ ကောင်းကင်ဘုံထားကိုကင်ပြီးဝယ်လင်းကတောင်ထဲကိုထုံတူတိုးဝင်သွားပါတယ်ဝယ်လင်းကထွက်သွားပြီးမကြိုက်ခင်မှာပဲသူကချက်ပိတ်ထားတဲ့ရေစက်တွေအလုံးကပေါက်ကွဲသွားပါတယ်ရေစက်တွေကလည်းအငွေအဖြစ်ပြောင်းလဲသွားပြီးအတူတူကစူးစီးကအမျိုးသမီးကိုပြန်လဲဖယ်စီးလိုက်ပါတယ်ရေတက်ရှိတစ်ခုတော့ခဏတာပဲချက်ပိတ်ထားလို့ရပါတယ်သူတို့ကလုံးဝချက်ပိတ်ထားဖို့ဆိုတာဖြစ်နိုင်သလောက်ပါပဲ ထိုမျိုးသမီးကတောင်ထဲကိုဆူဆိုက်ကြည့်ရင်မျိုးလုံးများလည်းကြောင်မုတ်ဖွေရကောင်းနေပါတယ်ထိုမျိုးသမီးကတောင်ထဲကိုဆူဆိုက်ကြည့်ရင်မျိုးလုံးများလည်းကြောင်မုတ်ဖွေရကောင်းနေပါတယ်သူမရဲ့ခန္ဓာကိုယ်ကလည်းရေအဖြစ်ပြန်လဲပြောင်းလဲသွားပြီးဝန်လင်းရဲ့နောက်လိုက်သွားပါတယ်ဝန်လင်းကတော့အယံအောင်မြင်မြန်လှူရှားနေရကြောင်းတခဏလေးအတွင်းမှာပဲတောင်ရဲ့အနေဆိုင်ဆုံးနေရာစီကိုရောက်ရှိသွားပါတယ် ထိုနေရာမှာဝီဆာတဝက်နဲ့ဆုပ်ပြတ်နေတဲ့ကြောကုန်းကောကောအဖိုးကြီးတယောက်ဟာရှိနေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်မှာလည်းတောက်ပနေတဲ့ဆင်းမင်းကြောင်တွေအများကြီးကရှိနေပါတယ်။ထိုဆင်းမင်းကြောင်တွေကသူ့ရှိရဲ့လေထဲမှာမျောနေပြီးအလယ်မှာတော့ရေတပုံနဲ့ဒစိမ့်တစ်ခုကိုဖက်စီးထားပါတယ်။ထိုရေကလည်းစူပတ်နေတဲ့ပုံရပါတယ်။အဖိုးကြီးရဲ့နဖူးမှာတော့ရွှေရွှေရဲ့အဖင်တစ်ပင်ရရှိပြီးသူကအင်အားကြီးမားတဲ့ဆင်းမင်းကြောင်တစ်ခုကိုထုတ်လွှတ်နေပါတယ်။ကြောကုန်းကောကောအဖိုးကြီးက ငါမင်းကိုမတတ်နိုင်ဘူးဒါပေမဲ့မင်းကိုရုံလုံးပေါ်လာစေတဲ့ဝိညာဉ်အပိုင်းဆောက်တော့ငါတန့်စင်လို့ရတယ်မင်းကပြန်ကောင်းလာဖို့အချိန်တော်ကြာလိမ့်မယ်ဒါကြောင့်မင်းကငါရဲ့နောက်ကိုထပ်ပြီးတော့မလိုက်နိုင်တော့ဘူးသူကပြောလိုက်ပါတယ်ထိုအဖိုးကြီးကတော့မသိမျိုးသိမ်းကြိုင်းမှာဝယ်လင်းကိုလေဟာနဲ့တင်းပေါက်ထိလိုက်ခဲ့တဲ့လူပဲဖြစ်ပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်